်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တိုင်ဖုန်းမုန်တိုင်းကာမီဂီယာလက်ရှိမှာတော့အပူပိုင်းမုန်တိုင်းကာမီဂီအဖြစ်နဲ့အားရော့သွားခဲ့ပြီးလာအိုနိုင်ငံကုန်းနှမိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်နေရလို့စစ်ကောင်စီလက်အောက်ခံမိုးစလာကဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် အဲ့ဒီတိုင်ဖုန်းမုန်တိုင်းရဲ့အရှိန်ကြောင့်တနင်္သာရီတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့သခိုင်းတိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာနေရာကွက်ကြမန္တလေးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကျကျနေပြီးတော့ရန်ကုန်ပဲခူးအေရဝတီကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာနေရာစိတ်စိတ်နဲ့ကြံတိုင်းနဲ့ပြည်နယ်တွေမှာတော့နေရာအနှံ့အပြားမိုးထစ်ချုံရွာမယ်လို့ဆိုထားပါတယ်။ဒါ့အပြင်ပဲခူးအေရဝတီနဲ့တနင်္သာရီတွေမှာ မိုးတိမ်နောင်နေဖြစ်ထုံးမှုအားကောင်းနေပြီးမိုးတိမ်တောင်ရွေရှားရနေရာတလျှောက်မှာမိုးရွာသွန်းလာတဲ့အတူလေပြင်းတိုက်ခိုက်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျူတာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလားကထုတ်ပြန်ထားပါတယ်ရှင်။ မြောက်ဥရီမျိုးတောင်ဘက်က KK Park စီမံကိန်းကယင်းနှိမ့်နယ်နဲ့တရုတ်တွေနဲ့အရေးပါတဲ့သူတွေကို BGF ခေါင်းဆောင်ပိုင်းတွေကနေရာရွှေ့ပြောင်းပြီးကာကွယ်ပေးထားပြီးကြားဖြတ်ငွေလိမ်လုပ်ငန်းတွေဆက်ပြီးတော့လုတ်ကင်နေတယ်လို့စီရေးသတင်းရင်းမြစ်နဲ့ BGF နဲ့နှိဆက်သူတွေကပြောပါရယ်။အောင်ခန့်သတင်းပေးပို့ထားတာပါရှင်။ကင်းပြည်နယ်မြောက်ဥရီမျိုးတောင်ဘက် KK Park စီမံကိန်းတွင်းကအွန်လိုင်းကြားဖြတ်ငွေလိမ်လုပ်ငန်းလုတ်ကင်နေတဲ့အဆောက်အဦတွေကို အော်တိုဘာ23ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့ BGF ကဘုံဖောက်ကွဲဖြစ်စီနေပါတယ်။လက်ရှိမှာ KK ဘတ်စီမံကိန်းတွင်းကရင်းနှီးမြှုပ်နှံထားတဲ့တရုတ်ပြည်နဲ့အရေးပါတဲ့သူတွေကို BGF ခေါင်းဆောင်ပိုင်းတွေကနေရာရွှေပြောင်းပြီးကာကွယ်ပေးထားပါတယ်။ဘယ်ကဘောလို့ညလို့ကြာခဲ့တကယ်လဲဟိုကြော်ရဲလုံးဆောင်တဲ့တရုတ်ပြည်ကျွန်တော်တယောက်မှမတွေ့ဘူး။ကြော်ရဲလုံးဆောင်တဲ့တရုတ်ပြည်ကျွန်တော်သူ ပစာနေရာလူစုပြီးလိုက်ကြတဲ့အပေါ်လို့ရှိရှိမှမစီယာနိုင်ငံကြတဲ့အလုပ်ကမာတို့ဟိုသူကဘုခံရတာလို့ကြတော့မျိုးဝပြန်ကုန်ရတယ်။တရုတ်တီမျိုးတခါလည်းခေါ်လို့ဖွင့်လိုက်ပြီ။ PG ကကောင်းဆောင်ပိုင်းကြီးရဲ့မွေးရစာတိဖြစ်တဲ့ဂျွာရီကိုဆွေးဝါးတာရှိတယ်။နောက်ပြီးတော့အခုလိုဆွေးပုဂ္ဂိုလ်လိုပါလို့မျိုးကြီးတွေပေါ်သူတို့တည်လာတဲ့မျိုးတွေကိုဆွေးဝါးလိုက်တာရှိတယ်နော်။တခြားမျိုးတွေကို ကေကေပတ်ကြပြံဝေးလေးလုံငန်းကနေထွက်ပြေးလာတဲ့ဖိလစ်ပိုင်၊ဗီယက်နမ်၊ပါကစ္စတန်၊မလေးရှား၊ကိုရီးယားနဲ့အာဂျင်တီးနားစတဲ့ထောင်ကချီရဲ့နိုင်ငံသားတွေဟာမြောက်ပြည်မြို့ဘောလုံးကွင်း VGS Scan အောင်စမြူလင်းဟိုတယ်အမှတ်နှစ်ကုန်သွယ်ရေးဆိုမှာခေလုံနေရပါတယ်။အွန်လိုင်းကြပြံဝေးလေးလုံငန်းကဝင်ငွေရလမ်းအကောင်းဆုံးမှုရွှေကုတ်ကွန်နားမှာပြန်လည်လုပ်ကိုင်မှုရှိတယ်လို့ VGS နဲ့နှိဆက်သူကပြောပါတယ်။ ်ရှိဖို့ကနားမလဲစိုက်တစ်ခုပွင့်ပါသလားအဲစိုက်ပါမယ်တော့တော့တော့တာမကြည့်ဘူးအဲစိုက်ဖို့ရအိမ်မှာအဲဒုတာလုံးဝချက်နေသွားတယ်နော်ဟုတ်ပြီရတယ်ကောဘာလို့မတော်တာခိုင်းရမလို့ဒီပြန်ပြန်ရတယ်။အပြင်ကတို့ဒီငွေငွေရလာနေအောင်ခလာမလာတော့တော်တော်ကိုရရှိတယ်။အဲဒါကတော့တို့ကသူ့ရေးချယ်မှုငွေငွေရလာပေါင်းလို့ကဒီလိုမှမရှိတာဘူး။ခြေလာပြီးဒီမှမရှိတော့ဒီမှမဲ့တော့တို့ကဘာလို့ကြောက်ပါလဲ။ဟိုကလူရောဟိုက တော့ဒီတော့တော့ပြတော်ရတဲ့အကူအတော့တော့ကြာကြံရံဝေလီလုပ်ငန်းတွေကိုတောင်းအမိကန်းလျှောက်ကရွှေကုတ်ကိုမတော်တလေအင်ဂျင်မြိုင်ဧကတရာရွှေပရောက်မြိုင်ကြောက်ခက်အေးဆိုင်စတဲ့မြေနေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလောက်ကင်နေပါတယ်။ KK ဘတ်စီမံကိန်းကနေထပ်ပြေးလာပြည်သူတွေကအရေးချင်းရှိသူတွေကိုကြံရံဝေလီလုပ်ငန်းတွေကို ပြန်လည်လောက်ကင်ဖို့ပြန်ခေါ်ယူနေတာဈေးကွက်တစ်ခုဖြစ်နေတယ်လို့ မြောက်ဒီမြို့ကနေကပြောပါတယ်မြောင်းမြို့မှာကြားဖြန်ကအတိုက်စိတ်ခုလည်းရှိတာမဟုတ်တာမြို့ပြမှာဆိုရင်အများကြီးပြမတွေ main လည်းရှိပြီးဒါအကိုင်ဆက်လောက်ပဲရှိတာပေါ့ဒီလိုသင်္ကေတနဲ့တော့ပြန်ပြီးတော့ကောက်တိုင်းရတာလည်းရှိတယ်ဟိုအတိတ်ကြည့်လို့ပြီးသွားတယ်ပုံမှန်လွတ်သွားတဲ့သူတွေလည်းပြန်လိုက်အောင်နေတာတွေလည်းရှိတယ်ဈေးဘုတ်တွေကပေါက်နေမျိုးမျိုးရှိတယ်အတွက်တိုင်းငါးတောင်းအတုံးတောင်းပတ်တယ် လေးတိုင်းငါးတိုင်းအဲ့လိုပေါက်သေးသေးတယ်သူကသူ့ရဲ့အရေးသူ့ရဲ့ပြင်ညာအရေးဒီမှာလို့ပြီးတော့ပေါက်သေးသေးရှင်။ညအဝင်လိုက်တာလည်းရှိတယ်။ဘိုင်းလို့ပေါ့အဲ့ဒါကတူပြန်ရောင်းနေကြတာ။ကေကေဘက်စီမံကိန်းတွင်ဖောက်ခွဲပြည်စီတာနဲ့ပတ်သက်ပြီးမိကျဲတာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပြီးမယ်လက်ခံပြေဆိုတာမရှိပါဘူး။နိုဝင်ဘာလ6ရက်နေ့မနေ့ပိုင်းကကေကေဘက်စီမံကိန်းကနေထွက်ပြေးလာလို့ဒိုင်းအနာပိုင်းတွေလက်ခံထိန်းသိမ်းထားတဲ့နိုင်ငံသားတွေက အိန္ဒိယနိုင်ငံသား290ယောက်ကိုမဲဆောက်ပြည်ဆိုင်ရာလေဆိပ်ကတဆင်းအိန္ဒိယနိုင်ငံကိုလွှဲပြောင်းပေးခဲ့ပါတယ်ကျွန်တော်အောင်ခံပါဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့ရဲ့တောင်ပိုင်းဆုံမှာဆန္ဒပြသူတွေနှွေမာလာ9ရက်နေ့မှာစုဝေးခဲ့ပြီးတော့လူ122တက်ဦးသေဆုံးခဲ့တဲ့ပန်ဟာနဲ့အလီမာအိုရက်ွက်တီမှာရဲတပ်ဖွဲ့ရဲ့စစ်စင်ရေးကိုရှုံချခဲ့ကြပါတယ်။ လူမှုရေးလှုပ်ရှားမှုတွေအလို့သမားသမဂ္ဂတွေနဲ့ဥပဒေပြုအမတ်တွေကစီစဉ်တဲ့ဆန္ဒပြပွဲအတွင်းမှာရီယိုမျိုးရဲ့အုပ်ချုပ်ရေးမှူးကလော်ဒီယိုကက်စထရိုရဲ့တရားဝင်နေအိမ်ဖြစ်တဲ့ပလာစီယိုဂွာနာဗာရာစီကိုခြိတက်ချတာပဲဖြစ်ပါတယ်။ရီယိုရဲ့ရက်ွက်တွေထဲမှာရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်မှုတွေအပေါ်လူတို့ရဲ့ဒေါသတွေပိုပြီးတော့တိုးပွားလာချိန်မှာဆန္ဒပြပွဲတွေပေါ်ပေါက်လာပါတယ်။ တက်ကြွလှုံရှားသူတွေကမြို့သမိုင်းမှာအသေးအပြောက်အများဆုံးအဖြစ်နဲ့ဖော်ပြခဲ့တဲ့စစ်စင်ရေးဟာရဲတပ်ဖွဲ့ရဲ့နှီးပြူဟာရင်းနဲ့ပြည်내အစိုးရရဲ့အများပြည်သူလုံခြုံရေးအပေါ်မှာချင်းကပ်မှုကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်စစ်ဆေးခဲ့ပါတယ်။ဆန္ဒပြသူတွေကဒေသနာအစိုးရစီကတာဝန်ခံမှုနဲ့ရက်ွက်အတွင်းမှာစီရေးကျူးကျော်မှုတွေလို့သူတို့သတ်မှတ်ထားတဲ့အခြေအနေတွေကိုအဆုံးသတ်ဖို့အတွက်တောင်းဆိုကြပါတယ်ရှင်။ ီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်နေပါ